အဖေဒီမီရောမမီဒီလားမမီဒီမမီဒီလားအင်းအဲ့ဒါဆိုအရေးဘွားအကောင်တွေကဘာလို့တည်ရလဲရင်းနေဟောရင်းနေတာအင်းတယောက်ထဲလားမြာရီတိုင်နိုင်ရင်အဲတကယ်ချင်းတွေရဒီဘက်မှလည်းအဲ့တကယ်ချင်းတွေရရေထဲမှာဟာရေထဲမှာအာအဲ့ဒါအရင်ကဖိအိနေမြန်ဘယ်လိုမှတ်မိသေးလား မမေဘူးအမမေဘူးပေါ့တသားရေတသားနာမည်ဘလို့ခေါ်လဲလေကုံရံပြတသားဘယ်မျိုးမာနေတာလဲဘုံရမျိုးပါပြဘုံရမျိုးတသားဖဖေးနာမည်ဘလို့ခေါ်ပါလဲဖဖေးဦးမျိုးဝင်းမမေနာမည်ကဘလို့ခေါ်လဲမမေတော့တော်ငယ်ငယ်ဟုတ်ပါပြီရှင်အဲ့တော့ဆိုရင်ဒါဖဖေရဲ့ဖုန်းနံပါတ်လေးပြောပြပါအောင်9 8 3 3 0 0 ဟုတ်ပြီတတားကအခုဘယ်ကျောင်းမှကျောင်းလိုက်နေတာလဲ BTC ပြဟုတ်လားဩအဲ့ဆိုရင်တတားကအဲ့မတငယ်ချင်းတွေဒီထက်လူတွေတားကိုမင်းနေကြတယ်ဘယ်ရက်ကွက်မှနေတာလဲတဲ့တတားဘယ်ရက်ကွက်မှနေရလဲပြောလိုက်အောင်လေပြီးတော်ရပြဩဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဗျာလို့ပြောလိုက်ပါဦးကျေးဇူးတင်ပါတယ်ဗျာ拜拜，拜拜。 အဲဒီနှကောင်းကကျွန်မပြောရလေကျွန်မသားလီယန်ဒီရွှေသွန်းကုန်းရွာကအဲလူဝင်စားပေါ့နော်အဲဒီအကြောင်းလေးနဲ့ပတ်သက်ပြီးတော့မမကြီးညီမလေးကြီးတွေ့လို့ရှိရင်တင်ပြပါအောင်သူပြပါဟောင်းနေတဲ့တွေ့လို့ရှိရင်လည်းတင်ပြပါအောင်ဆိုပြီးတော့ပြောကြလို့ပေါ့နော်အဲမနီယာကြတော့ပေါ့နော် သူအရင်ဘဘဟောင်းကဦးလေးတော်လာဘလို့လဲမသိအဲဖုံဖုံတပားပေါ့နော်အဲဖုံဖုံတပားသူပုံလေးတွေပို့လာတယ်သူတို့သူတို့ပုံလေးတွေပေါ့နော်မိဘဟောင်းရဲ့ပုံလေးတွေအဲ့လိုမျိုးလေးတွေပေါ့ အဲ့လိုမျိုးပို့လာတဲ့အခါကျတော့ဒါလေးကိုကလေးကိုပြတ်ပေးပါအောင်ပေါ့နော်အဲကလေးပြတ်ပေးမှဘာရင်များထပ်ပြောလာမလဲလို့ပေါ့နော်အာတမားတပြီးတော့ပြန်လိုက်မယ်ပေါ့အဲ့လိုပြောပြောအဲပြည့်စင်တော်မင်းရလေထူးထူးဆန်းဆန်းမူလေးရွာရောမူလေးရတဲ့အခါကျတော့ပုံထူးဆန်းအတိုင်းပဲထုံးဆန်းတိုင်းပဲတကြောင်းပြန်လာတော့မူလေးရနဲ့အေးဒီမှာသူတယောက်တည်းငုတ်တုတ်ကလေးထိုင်းနေတယ်တားလို့မမီးကတားကိုပြရစီရှိရဲပေါ့နော်အဲမမီးကတားကိုပြရစီရှိရဲလို့ဒီမှာတားဒီပုံလေးတိလာဒီဖုံးဖုံးကိုတိလာပေါ့နော် သူစဉ်းစားမတည်ဘူးတဲ့ဖုန်းဖုန်းတော့သူအဲ့လေအာသူအရင်ဘွားအမေပေါ့နော်အဲ့လေဒီမျက်နာတော့တစောင်းမဲပေါ့နော်တက်တဲ့ပုံတော့မဟုတ်ဘူးဒီပုံလေးလည်းပြရတယ်တားဒီမှာသူ့ကိုတိလားတော့တချံကြည့်ပါဦးတိလားဆိုတော့ကြည့်ရအကြိုက်ကြည့်တားစဉ်းစားဦးမဲတဲ့အော်ရတယ်တားစဉ်းစားပေါ့နော်အကြိုက်စဉ်းစားနေပြောတော့ကျအာတော်ပြီတော်ပြီတဲ့မတိတော့ဘူးတဲ့မတိတော့ဘူးဆိုပြောအဲ့ကောလည်းအေးရတယ်ဒါထားလိုက်တော့အဲ့ဆိုတိုင်းမင်းကြီးက ညဘယ်နှနာရီလောက်လဲမသိအဲ့ချိန်မှာမိုးလေးကလည်းတညလုံးရွာနေရခါကြတော့သူကပြင်ပြီးတော့အိယာနိုးလာတော့၄နာရီလောက်လားမသိဘူးအင်းตาบอลงกตุจีไทยเนี่ยแหละลาอ่ะแม้ตูนอกตั้วมั้ยสู้ไล่ปุ๊บไปลาไอ้อย่างเนี่ยวนเปียไอ้แม่ลีเนาะโหบะมีตาซินซ้าจินดีตาตาซินซ้าอู้มั้ยบ่าวซินซ้ามาซะโหฎับปุ๊บเนี่ยดูซินซ้าอู้มั้ยลีเด้อ๋อดูดาวก็ตูไม่ตีดอกรู้เลยแม้ตูดาวซินซ้าเนี่ย ပြာတော့လည်းစဉ်းစားတယ်တရင်တို့လည်းတို့ဓာကြီးကိုစဉ်းစားခြင်းတီးတယ်ဆိုတော့သူ့စိတ်ထဲမှာလေဟိုပေါ့ငါတီးတယ်တီးတယ်ဒါပေမဲ့တော့တီးတာလည်းအဲ့လိုမျိုးပုံစံလာတော့မသိဘူးလားသူတောင်းကိုစဉ်းစားခြင်းနဲ့အရင်ရတော့ဒါထားလိုက်တော့အေးအေးပြက်နေလိုက်မယ်အဲ့တော့နော်ဒါမတီးလို့ရှိရင်စဉ်းစားမနေတော့အဲ့လိုပြောပြီးတိတ်လိုက်ရတယ်အဲသူကအဲ့လိုလေးတပ်ပုံမြင်လိုက်တော့သူနည်းနည်းတတိယတယ်စိတ်တော့တတိယဒါပေမဲ့ဘာတွေမှသူမတီးတော့ဘူးနေမှာပေါ့နော်အဲ့လိုမျိုးလေးရှိပါတယ်ရှင်တင်ပေးပါအောင်ဆိုလို့ကျမကတော့ မနေ့အရောမေးလိုက်တယ်ပေါ့နော်ခပါပဲကားလို့ခြင်းလို့သွားမှလားချမ်းသာလို့သွားမှလားတဲ့ဒုက္ခပဲရှင်အကူရဲ့ကျမကလေကျမသားပြပြတဲ့အကြောင်းအရာတွေထဲမှာပါတာတွေပဲပြပြတာဟိုဘက်ကမိဘဟောင်းတွေကဖြူသလားမဲသလားလဲမသိကြားလဲမကြားဘူးမြင်လဲမမြင်ဘူးဒီလိုအဖြစ်ပြပြနဲ့တည်ဆုံးဘူးတယ်ဆိုတော့ကျမကမသိဘူးရွာတောင်မှမသိဘူးကွယ် ဲ့တော့ကျမကဘာဖြစ်လို့အဲ့လိုမျောလင်းချက်နဲ့သွားရမှာလဲကားလူချင်းလို့တောင်းမလားဆိုဒါဘဝတွေချားသွားရင်လေကျမကဒါသူတို့ဒါအဖြစ်လက်ခံနိုင်တယ်ဆိုရင်တောင်းမယ်နဲ့ဘဝတွေကချားသွားရင်ဘယ်သူကကားကြီးပေးမလဲအကိုရဲ့ဩဒုက္ခပဲချမ်းသာလူသွားမှာလားတဲ့ကျမကလေကိုကိုကူတာတိတ်ပြီးတော့အတုံးစိတ်ကိုရှော့တောင်းရင်တောင်းမယ်နော်ကျမအသားတော်ကတော့လူစင်နာမှန်တယ်မြတ်ကျမအကုန်လုတ်ပေးနိုင်တယ်ကောင်းကောင်းမွန်မွန်ပြုစုပြောထောင်ပေးနိုင်တယ်ကျမအဲ့ဒီတော့ကတော့သူများစီကို ငါရပါစီတော့ငါတန်းလေးကိုပေးပါစီတော့ဆိုတဲ့ကိစ္စနဲ့တော့ကျွန်မကသွားမှာမဟုတ်အဲ့လိုမျိုးနဲ့ကျွန်မကလုံးဝမရှိပါဘူးရှင်เนาะကျွန်မအခုလိုတင်လိုက်ရတယ်လိုက်ပို့ပေးခြင်းနဲ့လို့ပြောရတယ်ကျွန်မသားတစ်ခါတခါတွားခြင်းနဲ့ပြင်ခြင်းနဲ့ရွှေတွင်ကုန်းကိုပြင်ခြင်းနဲ့ဆိုသူကလည်းငုံမဲ့ငုံမဲ့နဲ့ပြောပြီဆိုကျွန်မစိတ်မကောင်းလို့ကျွန်မအကုန်ဖြည့်ဆည်းပြစ်နေမအေးလीမိခင်စိတ်ရှိတဲ့မအေးလीအော်ဒုက္ခပဲချမ်းသာလို့သွားမှလားတဲ့ ကျမအလောက်ကတော့ဖြည့်ဆည်းပေးနိုင်တယ်ညှော်လေးချက်ကြီးနဲ့ကျမမတော်ဘူး။တွားခဲ့လို့ချင်းလည်းကျမကသူတို့တွေတကယ်ပေးသွေးကြည့်မယ်။ကလေးလည်းစိတ်ချမ်းသာသွားမယ်။အကျမအဲ့လိုညှော်လေးချက်ကလေးနဲ့ပဲသူ့ဆန္ဒတွေပြည့်ဝသွားအောင်တစ်ခုပဲရှင်။နော်အခုစကားပြောရတယ်နည်းစင်ကျင်ပြောနော်အခုနော်။အခုကျမပြောပြမှလေးကွာကျမသားလေးကဒီလူဝင်စားဆိုတဲ့အကြောင်းကျမအရင်တစ်ခေါက်ကပြောထားပြီးပါနော်အဲအဲ့အကြောင်းလေးဟိုတချို့ကလာမေးကြတယ်ကျမတစ်ခေါက်ကတည်းကသူသူ့မအီတို့ပုံပြရေးတစ်ခါကြတော့တသားကတိတ်ပြီးရော သူမမှတ်မိဘူးဖြစ်နေတယ်သူစဉ်းစားနေဆိုတော့အမဘရန်ပုံရတာလဲဘသူကပို့ပေးတာလဲဦးလေးဖုန်ကြီးဆိုတာကရောဘလို့တိတာလဲဆိုပြီးမေးထားသလိုကျမအခုပြပြပါမယ်ရှင်ဦးလေးဖုန်ကြီးဆိုတာတို့ကကျမဒီလိုင်းမမာဒီဥစ္စာကြည့်လို့အရင်များသွားရပေါ့နော်အဲ့ခါကျတော့အရဘဦးလေးဖုန်ကြီးတော်တယ်တဲ့အဲ့ဖုန်ဖုန်တပါးနေတာသူပုံလေးတွေပို့လာတယ်ဆက်သွယ်လာတယ်အာပေါ့နော်ဒကမာလေးဒီဖုံဖုံပုံလေးလည်းပြကြည့်ပေးပါဖုံဖုံလေးညီလည်းသူဘာပြောလာမလဲပေါ့နော်အဲ့လိုမျိုးလေးလည်းပြောတယ်ပြီးခါကျတော့ ါဒါကတော့ဒီကလေးလေးရဲ့အမီပုံပေါ့နော်အရင်ဘဝအမီပုံမှာဒါလေးလည်းကြားပေးပါအောင်ကလေးလေးပါမြန်ထပ်ပြီးပြောလာမလဲပေါ့နော်အဲ့လိုမျိုးလေးပြောတာနဲ့ကျမကအဲပုံလေးတရားတိုက်တာမှအဲ့ဒါကတော့မိဘတွေနဲ့အဆက်အသွယ်ရပြီလားဘာလို့လိုက်မပို့သေးတာလဲအခုထိပို့လိုက်ပါတော့လားဆိုတာကတော့အဲမိဘတွေနဲ့ကဟိုဒါရွှေတွင်ကုန်းရွာဆိုတာလေကျမဘယ်နှမ်းမှလေဆိုတော့လေတီးရပြီပေါ့နော်လိုင်းပေါ်နေပြောပြီးကြားတဲ့သူတွေရောရွာခန်းကြီးကျေးဇူးရောပေါ့နော် အာဒီတို့ရွာမှာလည်းဒီလိုအဖြစ်ပြက်မျိုးနဲ့တေဆုံးမှုတဲ့ကလေးလေးလည်းတကယ်ကိုရှိခဲ့ဘူးတယ်ဒီကလေးလေးပြောတာရင်းနဲ့ကပေါ့နော်ဟိုအကုန်ဒီပါတိုက်ဆိုင်နေရပေါ့နော်ဒါဝင်စားတာပဲလားတိုက်ဆိုင်တာပဲလားဆိုတော့ဟိုကျမသားလေးနဲ့ဒီသူအရင်မိဘဟောင်းနေပဲဒါကတော့ပိုတိမယ်ပေါ့နော်ဒီတိုက်ဆိုင်မှုတစ်ခုလားဆိုတာကတော့အဲ့လိုမျိုးလေးရှိတယ်လို့ပြောကြတယ်လိုက်ပုတ်လိုက်ပါလိုက်ပုတ်လိုက်ပါဆိုတော့ကျမကလေဥမဲ့ဆိုတော့လေဟိုဒီအဲ့ဖမောကလည်းပြောတယ်ပေါ့နော် ဒီသူ့ရဲ့မိအရင်ဘဝဟာအမေကခွဲစိတ်မှုအကြီးစားတစ်ခုကိုပြုလုပ်ထားတယ်အဲ့တော့သူကျမကြီးတိတ်မကောင်းနေဘူးဒီချိန်မှာပြောလိုက်လို့ရှိရင်အဟောင်းကနေအတိတ်ပြန်ဖြစ်သွားမှလည်းစိုးတယ်ပေါ့နော်အဲ့ကြောင့်သူတို့မပြောသေးဘူးအဲသူတို့နောက်နည်းနည်းအကြရင်တော့သူတို့ပြောလိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းပြောတယ်အဲကျမနဲ့တော့တိုင်းရိုက်တော့ဒီသူ့မိဘဟောင်းကြီးကဖုန်းအဆက်တွေတော့မရသေးဘူးပေါ့နော်ဟိုဒါပေမဲ့တဆင့်လူမှာတော့အဲ့လိုလှမ်းပြီးပြောကြတာကြီးရှိတယ်ကျမလည်းသူတို့လည်းကျမကြီးမကောင်းသေးတာရော့

ောင်းပါလားအဲ့ဒါသူလိုက်ဖို့ပြမယ်နော်အဲ့ဒါလွမ်းနေပါအင်းဒါဒီမှာသာမပေါ့။အဲ့ဘုကင်းမနော်။ဘူးရတော့ကြည့်ကြမယ်။ဟုတ်ပါ။ညတာညတာနည်းနည်းကြည့်လိုက်ဘူးဒီမနော်။ဒီနည်းနည်းခရဒူကိုလာကျလို့။လိုက်ဘူးအမလား။လိုက်ဘူး။ဒါတော့လိုက်ဘူးအမလား။အခု အခုမိုးရွာနေရလေဘယ်လိုလုပ်တာလို့ရပါလဲမိုးတိမ်မဘူးအဲအဲ့ဆိုမိုးတိမ်တယ်ဗျာဆွေရင်းကတာနှမ့်ပြီပါလားအိမ်ကြီးကနှမ့်ပြီပါလားနှမ့်ပြီပါဟုတ်လားအဖေဒီအမေဒီရောအရင်ကအဖေဒီမေရောနှမ့်ပြီလေလားနှမ့်ပြီနှမ့်ပြီလေလားအင်းအဲ့ဆိုအရင်ကအကောင်ကြီးကဘာလို့တည်ရလဲရင်းနေဟောရင်းနေတာအင်းပြောက်ခဲလား 我还不戴眼镜呢。哎，戴眼镜的哟，是不是了爱戴眼镜的？的嘛。啊，一的嘛。啊。啊，就一爸拍一两边不就蛮美的了？蛮美的。蛮美的吧？嗯。嗯。是热了么？嗯，听到这边。热了吧？热了吧？嗯。 ဒီနေ့ကျွန်မပြောမယ့်အကြောင်းအရာလေးကနည်းနည်းတော့ထူးဆန်းနေပေါ့နော်ဘာလို့လဲဆိုတော့ကျွန်မသားလေးကအခု၄နှစ်ရှိပြီသူက၄နှစ်ရှိတဲ့အခါကျွန်မဘာဖြစ်လဲဆိုတော့သူကအခုမှစပြီပြောမမေတာအိမ်ပြန်ခြင်းနဲ့အိမ်လိုက်ပို့ပါအိမ်လိုက်ပို့ပါလို့ခဏခဏပြောအဲ့ကြောင့်ဘယ်အိမ်ပြန်မှလဲဒါတားအိမ်မဲလေးဆိုမဟုတ်ဘူးလေတားပြန်ခြင်းတာတဲ့ဒါရွှေတွင်ကုန်းကိုပြန်ခြင်းတာတဲ့ဟဲ့ရွှေတွင်ကုန်းကိုမမေလည်းမရောက်ဘူးပါဘူးဆိုဟုတ်တယ်ရွှေတွင်ကုန်းမှာအိမ်ရှိရဲ့တားတဲ့ဟုတ်လားဒါအိမ်ကိုမမေလဲဆိုမမိရဲ့တဲ့အရင်သုံးတတ်တိုင်းတဲ့သူ့အရင်သုံးတတ်တိုင်းတဲ့ ြော်သူကဒီပြောမလဲသူအဖေတော့သူမှတ်မိရနာမည်တော့သူမမှတ်မိသူ့နာမည်လည်းမမှတ်မိဘူးအဲသူ့အမေကြတော့လောကမမှတ်မိဘူးသူ့အဖေဟိုတဲ့တထိလို့ပဲခေါ်ကြတာတဲ့ရွာလေးလည်းတထိလို့ပဲခေါ်တယ်အဲ့တော့သူနာမည်မသိဘူးပေါ့နော်အဲသူ့မှာသူတို့ကလည်းဒီလို၃ယောက်ရှိရဲ့တဲ့ဒါတရားပေါ့နော်ဟိုတမီး၂ယောက်ရှိတယ်တဲ့အဲအဲ့ဆိုရင်ဒါအရင်ပေါ့နော်ဘာလို့တရားလဲဆိုတော့ဒါကတဲ့သမောတွေရှိရတဲ့ဟိုတဲ့ အာရင်နစ်ပြီးတမောရေရှိတဲ့ဘက်ကိုရင်နစ်ပြီးတေသွားတာတဲ့ရင်တဲ့ခါမှာဒါကူးတော့ကူးနေသေးရဲ့တဲ့ဖြစ်ဖြစ်မြုပ်သွားဒါတေသွားတာတဲ့အဲ့ဆိုရင်ဒါလို့ရွှေတုံးကိုသွားချင်လားဆိုအိမ်ကိုပဲသွားချင်တာ तू ကရွာကိုကြတော့မသွားချင်သူ့အိမ်ကိုပဲသွားချင်တာ तू ကရွှေတုံးကိုရွာလိုက်ပို့မယ်ဆိုမသွားချင်ဘူးဒါအိမ်ပြောင်းချင်တယ်ပဲပြောတာသူပြောတာတို့ရန်တုံးတက်တိုင်းတက်ပြီးတော့တို့ရန်ကားကြီးအများကြီးရှိတယ်ပေါ့နော်အကာ၃လေးစီးလောက်ရှိရဲ့တဲ့ဟိုဖောကားကြီးရှိရဲ့တဲ့ဘာ blue color ရဲ့ red color ရဲ့ကျတော့ ကရော तू မပြောတတ်ဘူးအကာ3စီးလောက်ရှိရဲ့တဲ့အာ तू ကတော့ကနင်းနေတော့မောင်းတက်နေပြီးသူရင်းနေလို့တေးသွားတယ်သူတို့မှာတဲ့မောင်နှမ3ယောက်ရှိရဲ့တဲ့ तू အဖေကိုတထေးလို့ခေါ်ကြတယ်တဲ့ရွာတဲ့ရာတဲ့အတပြောင်းခြင်းနဲ့ဆိုတော့ခါကြကွာစိတ်မကောင်းပေါ့နော်အာပြောင်းခြင်းဆိုစိတ်မကောင်း तू ကလည်းတူးနာမည်လည်းတိတ်မမှန်သူနာမည်လည်းမမှန်မိဘူးตู้ไม่อีเลยลงไม่แม่นมีตัวนามเมดิจาก็ไม่แม่นมีตู้เนี่ยไอ้อ่ะต้องตะไตงาก้าดิบาญาตู้เอาละไปไม่มีอ่ะตู้ยีนิดดีเลย အိမ်ပြန်ခြင်းနဲ့ခဏခဏပြောနေတာကလိုက်ပူခြင်းနေဒါမဲ့ရွှေတွင်းကုန်းစွာလေးဘယ်စီမှာမလဲမသိဘူးအဲတောင်းဦးမိချိုက်တော့ကစားနည်းနည်းတော့ဝီးတယ်တဲ့မောင်ဝါနဲ့နည်းနည်းတော့ဝီးတယ်တဲ့ရွှေတွင်းကုန်းဝါတဲ့အဲသူကအဲ့လိုမျိုးပြောတယ်သူကအဲ့ရွန်ဆိုလို့ရှိရင်တဲ့အရင်ဘောရွန်ဆိုရင်တားရတဲ့ပြုံးလေးလေးလဲသွားတယ်တဲ့ဘလူသွားရလဲဆိုအမမြက်လဲတဲ့စကိုင်းနာဘောက်ကနေဆိုဟိုးစီကွင်လိုက်လို့ရှင်လေးတဲ့အားတဲ့ပြုံးလေးရောက်တာလေးတဲ့ သူကအဲ့လိုမျိုးသူကကျမအိမ်ကိုလည်းမကြိုက်ဘူးတထက်တည်းမို့လို့နေလူတဲ့သူကအိမ်ဘဝသုံးတက်တိုက်ကိုပဲကြိုက်တာတဲ့အာသွားကျင်တာတဲ့ကျမဘယ်လိုလုပ်ရမလဲရွှေတွင်းကုန်းဆိုတာဘဲစီမန်လည်းမသိဘူးဒုက္ခပဲเนาะကျမသား၄နှစ်ရောက်ပြီအခုမှပဲအိမ်ပြန်ကျင်နေဆိုပြီးတော့ထူးထူးဆန်းဆန်းနေအဲ့လိုအဲ့လိုလူဝင်စားတာပေါ့เนาะနာမည်ကြမမှတ်မိဘူးတဲ့